ွဲကိုပေါ့နော်စပြီးလင်းဘောဆိုင်တဲ့အချိန်မှာအရန်လာတဲ့လူတွေရှိတယ်။စိတ်ပူသွားတာပေါ့ဟာငါမယ်လေးပေါ့နော်အစင်မပြေပါမလားအရန်လာတဲ့လူတွေခြားထဲမှာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ရက်နောက်ရက်နောက်ရက်ဒီမှာစတမန်နာပေါ့ခန္ဓာရည်စွမ်းအားကကြတော့မြန်မာကတဖြည်းဖြည်းနဲ့တရက်ထက်တရက်မှာသူကပို့ပြီးတော့ပွင့်လာတယ် အဲ aura ပို့ပြီးတော့တက်လာတယ်ပေါ့เนาะကျန်တဲ့တချို့တွေကြတော့မဟုတ်ဘူးပင်မန်းသွားကြပြီ stamina မခံနိုင်တော့ပင်မန်းသွားကြတဲ့အခါကျအဆင်တော့အင်းငါကလေးပဲပေါ့เนาะ interview မှာအဖြူရောင်လေးဝေးရတဲ့အချိန်မှာအရင်စိတ်ပူနေပြီ तू ရမ်းပင်မန်းလို့ရှိရင်အဖြူရောင်လေးတွေကြတဲ့မှာ तू ပေါ့เนาะမျက်နှာလေးယူနေမလားမင်းအရင်လှပတက်ကြွเนาะအဲ့အဲ့မှာလုံးဝစိတ်ချလိုက်ပြီ ေပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ Congratulations เนาะสู้อ่ะตะคูนี้ตะคูอ่ะ3คู่ซะยังเปียวเนี่ยเนาะสู้อ่ะอจี้เว้ยเลยอ๋อเจ๊สุยายจุมาโอเคว่ะဟုတ်ๆสู้ยาแกมายงจีแกล่ะဆိုတော့လေညီမကိုပထမอินเทอร์วิวတဲ့อ่ะဗောเนาะညီမဒီဒီဘောဒီမြန်မာပြည်ရဲ့ဗောเนาะအိမ်တော်ရှင် Mrs. တယောက်နေね အခုဘာလုံးနိုင်လဲပေါ့နော်အိမ်တော်ရှင်တယောက်အနေနဲ့သူများနိုင်ငံရောက်တဲ့အချိန်ငါဘာတွေလုံးနိုင်လဲငါဘာတွေစ조사နိုင်လဲအဲ့လိုမျိုးတွေညီမအစွမ်းကုန်ပေါ့နော်စ조사ခဲ့ပါတယ်လို့စ조사ရတဲ့အထက်လည်းအခုလိုမျိုးအရာတင်ပြီးတော့စုတွေရလာတဲ့အတွက်လည်းအတိုင်းမသိပေါ့နော်အရန်လည်းပီတိဖြစ်ကြပါတယ်အခက်ခဲရာလေးအများကြီးပဲအများကြီးကြုံရတာပေါ့နော်အဲ့အတွက်ကြောင့်လေညီမကလေဘာကိုချင်းစာသွားလဲဆိုတော့လေတခြားနိုင်ငံကိုသွားပြန်နေတဲ့လူတိုင်းပေါ့နော်အရန်အခက်ခဲတွေအများကြီးရှိပါတယ်လို့ ဲ့အခက်ခဲတွေကြားရမှာလေသူတို့တွေပေါ့နော်ဒီလိုမျိုးခက်ခက်ခက်ခဲကိုရှင်းမ်းသိနေတော့တွားပြီးတော့ပြိုင်တာဟုတ်လားညီမတို့တို့ကဂုဏ်ယူစရာပါပေါ့နော်ဒါကြောင့်မြန်မာပြည်ကနေပဲတွားပြိုင်နေသူပဲပြီးတခြားနိုင်ငံတွားပြိုင်နေမြန်မာပြည်မှာပေါ့နော်တွားပြီးပြိုင်နေသူတွေအားလုံးပေါ့နော်ဟိုမြန်မာနိုင်ငံကိုစားပြုနေတဲ့အကုန်လုံးကလေအပေးဝင်းရံမှာလို့ညီမဒီကနေပဲပြောချင်ပါတယ်ပေါ့နော်ညီမကိုယ်တော်တွားပြိုင်လိုက်တဲ့အခါကျတော့အခက်ခဲတွေအများကြီးပဲပေါ့နော်သူများနိုင်ငံလူတွေနဲ့ကိုယ်နဲ့ပေါ့နော် ဟိုဘာသာမတူတာတွေလည်းပါတယ်ဟိုပြောရဆိုရတွေအခက်ခဲတွေပေါ့နော်အများကြီးပဲဟိုဘက်က organization ပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းအတို့ကြိုက်တာမျိုးတွေပေါ့နော်ကိုကိုဖြစ်နေရတယ်အဲ့လိုပေါ့အများကြီးပဲပေါ့နော်ညှိပြီးယူရပါပေါ့နော်အဲ့ဒီအတွက်ကြောင့်အခက်ခဲတွေအများကြီးရှိပါတယ်လို့ ဒီလိုမျိုးပေါ့နော်ဒီမတူညီတဲ့အခက်အခဲတွေအမ်ကိုသူကနေပြီးတော့ရအောင်ပေါ့နော်အပြုံးမပြက်ဖဲနဲ့သူဒီ attitude ကောင်းကောင်းနဲ့ပေါ့နော်ဒီစိတ်ထားကောင်းကောင်းနဲ့သူရအောင်ပူပေါင်းဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်လည်းသူ good will ambassador ဆိုရခဲ့တာပေါ့နော်ထိုက်ထိုက်တန်တန်နဲ့ရခဲ့တာဆိုတော့အရန်ပျော်တာပေါ့ကျေးဇူးတင်ပါတယ်ဒီချက်လည်းပြောင်းပြရလားစိတ်ကြီးလည်းပြောင်းပြရလားဟွန်းဘာဖြစ်လို့နော်ဒီချက်ကိုပြောသူလို့ပေါ့နော်လူတိုင်းလူတိုင်းတရက်မှ24နာရီပိုင်ဆိုင်တဲ့အချိန်မှာ ပြောမိရနေတာပဲစိတ်ချမ်းသာဖို့ကောင်းမယ်လို့ညီမကပေါ့နော်ညီမရဲ့ခံယူချက်ပေါ့နော်ဒီချိန်နဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးတွေ့ရချိန်တိုင်းอ่ะလေဟိုဆရာနဲ့တပည့်ဆိုရတဲ့အရန်အဲ့လိုမျိုးတိုင်မင်းမတိုင်မင်းပဲပေါ့နော်ဒီချိန်နဲ့ဆိုအများကြီးတိုင်မင်းဖြစ်တယ်အများကြီးလဲပေါ့နော်ဟိုသူများနိုင်ငံရောက်တဲ့ချိန်မှာလဲသူတို့တွေကိုရမ်းပေါ့နော်မဆောနာပြောတယ်မိကုန်းလိုမျိုးပေါ့နော်အများရန်ပြုံးနေတာပဲလားပေါ့အမင်းကိုကြည့်လိုက်ရင်အရန်စိတ်ချမ်းသာရယ်ပေါ့နော်သူတို့ဘက်ကလည်းအဲ့လိုမျိုးလေးကိုပြောလာရယ်ဆိုတော့ ဟောကိုကိုကြည့်ပြောသူတို့စိတ်ချမ်းသာတယ်ဆိုတော့ဘောကိုကကုတူရရပါဘောနော်အဲ့တော့ကြောင့်ဘလိုပဲဖြစ်ဖြစ်လူတိုင်းလူတိုင်းမှာဘောအပူရရှိကြပါပဲလေဒါမှမဟုတ်အဲ့အပူကိုလူရရှိမှာငါအရန်ပူနေတာပဲလို့ပြဖို့ချက်ကိုကိုမြင်လိုက်တာနဲ့တယောက်ကစိတ်ချမ်းသာသွားတယ်ဆိုရင်ဒီတော့ကြောင့်ညီမပြုံးရတာညီမပျော်ပျော်နေရတာပို့ပြီးတော့အဆင်ပြေရလို့ညီမသတ်မှတ်တာဘောနော်အဲ့တော့ကြောင့်ညီမအမြဲပြောင်းအောင်လို့ပဲစ조사တာပေါ့နော်ဘလောက်ပဲအခက်ခဲရှိရှိဘလောက်ပဲစိတ်ညစ်စရာပဲရှိရှိညီမဒီစိတ်ညစ်နေတာလူတွေမြင်အောင်လို့အရင်မပြတော့ဘူးညီမကိုညီမအများကြီးပြောနာအများကြီး조사ပါတယ်လို့ ဟုတ်တယ်ပြီးတော့ तू stamina ပေါ့နော် तू ဒီတလျှောက်မှာလဲလာနို training နေလာတဲ့အပြင် तू gym ကလည်းအဆောမပြတ်ဘူးနောက်ယောဂလည်းအဆောမပြတ်တဲ့အချိန်မှာအာစပြီးတော့ပွဲကိုပေါ့နော်စပြီးလေးမောစိုက်တဲ့အချိန်မှာအရန်လာတဲ့လူတွေရှိတယ်စိတ်ပူသွားတာပေါ့ဟာငါမယ်လေးပေါ့နော်အစင်မပြေပါမလားအရန်လာတဲ့လူတွေခြားထဲမှာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ရက်နောက်ရက်နောက်ရက်ဒီမှာ stamina ပေါ့ခန္ဓာရည်စွမ်းအားကကြတော့မြန်မာကတဖြည်းဖြည်းနဲ့တရက်ထက်တရက်မှာ तू ကပို့ပြီးတော့ပွင့်လာတယ် အဲ aura ပို့ပြီးတော့တက်လာတယ်ပေါ့နော်။ကျန်တဲ့တချို့တွေကြတော့မဟုတ်ဘူး။ပင်မန်းသွားကြပြီ။ stamina မခံနိုင်တော့ပင်မန်းသွားကြတဲ့အခါကျအဆင်တော့ only ငါကလေးအတွက်ပေါ့နော်။ interview မှာအဖြူရောင်လေးတွေဝေးရတဲ့အချိန်မှာအရန်စိတ်ပူနေပြီ။ तू ရမ်းပင်မန်းလို့ရှိရင်အဖြူရောင်လေးတွေကြားထဲမှာ तू ပေါ့နော်မျက်နှာလေးညှို့နေမလား။မင်းအရန်လှပတက်ကြွနော်။အဲအဲ့မှာလုံးဝစိတ်ချလိုက်ပြီဟော။ဒီအချိန်မှာပို့ပြီးတော့အားရပါပဲ။ဒီ interview လာနုကတော့ဒီ interview ဘိုင်းနေကိုတင်လာရေသူရဲ့စိတ်ထားဘိုင်းနေဒီ pattern နဲ့ပတ်သက်တဲ့ coach ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီ ဘယ်လိုခေါ်မလဲဒီ interview skill ကိုလည်းလှမ်းလို့စိတ်ပူတာပေါ့နော်ဒါပေမဲ့ तू ဝစ်သွားတယ်သူ့ရဲ့ပုံစံนี่အကုန်လုံးကိုတိလိုက်ရတဲ့အချိန်မှာ JD နဲ့အရန်နေ JD နဲ့ပြီးရဲ့ခါကျတော့ဟိုဘက်က tie အဝတ်အစားကိုဝတ်တဲ့အချိန်မှာလှမ်းလို့ကစိတ်ပူတာနေပူကြီးထဲမှာရိုက်ရတဲ့အချိန်မှာ तू ဒီလောမှာခံနိုင်ရှိတယ်ဒီမှာ तू อ่ะဖျားတွေတဲတဲ့အချိန်မှာလည်းနေပူထဲမှာတဲထားတာလေဆိုရဲအခါကျဟိုဘက်ထိုင်းမှာလည်းနေပူထဲမှာ तू ဂျိုးရယာဝစ်ဆောင်နေမျက်နှာတစ်စီးမှမပြတ်ဘူးเนาะကြံတဲ့လူရမျက်လုံးမိတ်တဲ့လူကမိတ်တဲ့ဓာတ်ပုံထဲမှာ လုံးဝ photo ready ပဲအဲ့ရင်သဘောကျတယ်အဲ့လိုမျိုးအဲ့လိုမျိုးပြောမှဆိုလို့ရှင်အဓိကကြတာလေဒီချိန်ကနေ့တိုင်းပေါ့နော်ညီမစာရေးပို့တာအာစာရေးပို့ရဲ့အင်းနော်အာစိတ်ကိုပြလွလွလပ်လပ်ထားပေါ့ပေါ့ပပလေးထားပြိုင်မဲလို့မတတ်မှတ်နေပေါ့နော်ဒါတွေကလည်းအင်အားတစ်ခုပဲပေါ့နော်ဒီကညာလိုင်းညာလိုင်းစာရီပို့ရဲအပြီးလို့ရှိရင်ဒီနေ့ကတမိအစင်ပြေရမှတ်လားအားလုံး okay ရမှတ်လားပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အများကြီးပါပဲညီမအဲ့လိုစိတ်ခွန်အားပေးရတူလို့ပေါ့နော်အဲ့တော့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေ့ကနေပြီးတော့လေ ပထမဦးဆုံးပွဲဥထွက်ဖြစ်တဲ့အတွက်ကြောင့် organization အတွက်လည်းအရန်ကုန်ယူတယ်လို့အရန်ပျော်ပေးတယ်ပြီးတော့ဟို national costume ဟာ cartoon တော့တယ်လည်းအရန်ပျော်တယ်နောက်သူ့ရဲ့ evening gown ချုပ်တဲ့ညီမလေးအတွက်လည်းအရန်ပျော်တယ် makeup artist ကတော့ congratulations ပါအားလုံးအားလုံးကတော့တကယ်ပါ congratulations ပါလို့ဟုတ် ကွာအိမ်ရှင်အိမ်တော်ရှင်ဖြစ်တဲ့အတွက်ကြောင့်သူ့မှာခလေးကိစ္စတွေအများကြီးရှိတယ်ဒါပေမဲ့သူအဲ့ဒါကိုလုံးဝဟိုဘယ်လိုခေါင်းလဲရအောင်ကိုသူ challenge ကိုသူရအောင်စိန်ခေါ်မှုမနေ့ကနေများကြည့်သူရအောင်လုပ်နိုင်တောက်ဖက်နဲ့ကြည့်နေကောင်းပေါင်းတာနော် အဲ့တော့သူ့ကိုယ်ဘက်မှာသူအကျိုးခံစားရတာပေါ့နော်လူတယောက်ကချွတ်ရပြောရဲ miss ရုပ်ထွက်တယ်လို့မထွက်ဘူးလို့ဟုတ်ပြီဆက်ဆက်ချင်းမှာတော့လူတယောက်ကလှကောင်းလှနိုင်နေမယ်ပေါ့နော်နောက်ပိုင်းကျတော့သူ့ရဲ့စူးစမ်းထားတာ ਨੇ practice ပေါ်မူတည်ပြီးရဲ့ခါကျစိတ်ထားတတ်မှုပေါ်မူတည်ပြီးနောက်ပိုင်းမှာမှာ aura ဆိုရထွက်လာပေါ့ညီမတို့ပြောရဲ့ agility ဆိုတာပေါ့နော်အဲ့ aura လေးထွက်လာလို့ရှိရင်စစ်တခုကိုယ်ကချိန်တည်ပဲလေအဲ့ဒီညီမလေးကစူးစမ်းတာ哦နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီချယ်အဓိကကျတော့အချင်းလူမျိုးတွေပေါ့နော်ချင်းလူမျိုးတွေကလေသူတို့ဝတ်ဆောင်ဝတ်ပေးကြရပါတော့အကျန်းအားပေးတာ လိုင်းမော်မှာလေအရင်လာတဲ့အလိုမဆိုင်လာပိုးရလို့ဆိုလဲရှိရပေါ့နော်အရင်ခွန်အားဖြစ်ကြတာဒီ reaction နေ့မှာပေါ့နော်နောက်ကြတော့ညီမကိုချစ်ပြီးတော့အဖေရဲ့သူတွေပေါ့နော်ညီမဒီပြိုင်ပွဲမပြိုင်ခင်နဲ့ကလည်းအရင်ချစ်ကြရဲညီမလေးလို့တမီးလေးလို့ချစ်ကြရလို့အများကြီးပဲပေါ့အခုချိန်ကြတော့လေညီမပြိုင်ပွဲပြိုင်နေတဲ့ချိန်ကပို့ပြီးတည်ရတယ်ခုချစ်ပြီးတော့မှလေအရင်အဖေကြတာလေအဲ့တော့ကြလေဒီနေရာနေလေအကုန်လုံးပေါ့နော်ကျေးဇူးတင်လိုက်ယူအားလုံးကညီမကြံခဲ့မယ်ဆိုရင်ခွင့်လွန်ပေးပါဦးအကုန်လုံးပေါ့နော်ညီမကိုတူးတူးတယောက်ချင်းစီတောင်းညီမအရင်ကျေးဇူးတင်ပါတယ်လို့ လိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးပါလို့ညီမတကယ်အမှန်ဆိုလေတနည်းဟောပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ညီမပြိုင်ပွဲတစ်ချက်မလို့ဒါတီချာလို့ဆိုအရင်တီမှာညီမ3နာရီ4နာရီဒီလောက်ပဲအိတ်ကတာတနည်းကုံလုံးတနည်းကုံလုံးอ่ะလေအဲ့လိုမျိုးတွေတွားရတာပေါ့နော်တခါလေကြာလို့ရှိရင်ငါခံနိုင်ရှိပါမလားအဲ့လိုမျိုးတော့မပြီးတော့ပြိုင်ပွဲဖြစ်တဲ့ခါကျတော့ကိုကအမြဲတမ်းပေါ့နော်ကိုကအမြဲတမ်းတွက်လက်နေရမယ်အမြဲတမ်းလက်ဟိုဘယ်လိုပြောမလဲဆိုတော့ စိတ်တက်လျားစားပေါ့နော်အဲ့လိုအများအားဖြင့်သူတို့တွေကအသွားရမယ်ဆိုတာနဲ့ကိုက ready ဖြစ်နေရမှာလေအဲ့လိုအချိန်မှာကိုကစိတ်တက်ကြသွားလို့မျိုးအဲ့အတွက်ကြောင့်လည်းအများကြီးပေါ့နော်ကို support ပေးနေတဲ့သူတွေပေါ့နော်အာဟိုအားရှိအောင်လို့ပြောရတဲ့လူကအများကြီးရှိရောပေါ့နော်နောက်ကွယ်နေပတ်မိုးပေးရအကုန်လုံးကိုလည်းညီမဒီနေရာလေးအရန်ကျေးဇူးတင်ပါတယ်လို့ညီမပြောချင်ပါတယ်ဟုတ်ကဲ့အဲသူစစချင်းရခဲ့တာကကြတော့ national costume ပေါ့နော် traditional costume လို့လည်းခေါ်တယ်အဲ့ဒါဝန်ထမ်းရခဲ့တယ်ပြီးရခါကျတော့ goodwill ambassador ဒါကကျတော့စိတ်ထားပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အအငြင်းအပြုံးမပြတ်ပဲနေရပါဘောเนาะဟုတ် positive attitude ရှိတယ်အကောင်းမြင်စိတ်သက်ရှိတယ်အားလုံးနဲ့တရားပေါင်းနိုင်လို့ goodwill ambassador ပြီးရဲ့အခါကျတော့ဒါကတော့တရဖူကြီးအကြီးပေါ့เนาะဟုတ်ကဲ့ပါသူကတော့ Mrs Asia International Tourism ဟုတ်2000 25ပေါ့နော်သူ့ကိုရထားတာပါရှင်အဲ့တော့တမီးရဲ့ဘဝအခုမှစတာမပြီးသေးဘူးအခုမှစတာအဲ့တော့ဒီတနှစ်ကာလပေါ့နော်နောက်နှစ်သရဖူရှင်နောက်တစ်ယောက်ကိုရွေးမရွေးချက်ကင်တနှစ်တာကာလမှာတမီးအများကြီးစူးစမ်းအောင်မှာအဲ့တော့နားပြီးသွားတာနဲ့ပြန်ပြီးတော့ဟောမဲလလလေးလောက်ပါအောင်လို့ဟုတ်ကဲ့ပါဒီချက်မြန်မာစတာပစာ